အာရှိကငငယ်လေးတွေကကခဲ့တာကအရင်ဆုံးကခဲ့တာပေါ့မင်းသားပေါ့နော်မင်းသားလေးပြီးတော့မှအာရှိ6တန်း9တန်းလောက်ကလေးစပြီးတော့မင်းသမီးဘက်ကိုအာရှိပြောင်းသွားတယ်ယောက်ျားမင်းသမီးဆိုတာကိုပဲတဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အခုချိန်ထိယောက်ျားမင်းသမီးဆိုတာကိုပဲဖြစ်အောင်လုပ်တာပါခင်ဗျအာရှိစောင့်ဖြတ်ထားတယ်တပင်နှစ်တစ်နှစ်လုံးမှာပဲအငိတ်တပွဲပဲကရကရအာရှိတပွဲပဲကမှာပါ ကျဲနဲ့ဘယ်ပွဲကိုမှမလိုက်ပါဘူးအယောက်ျားမင်းသမီးဆိုတဲ့ဟာကိုပဲဖျက်လုံးပါမှာအငိမ့်တပွဲပဲကာယကာယဇက်တပွဲပဲကာယကာယယောက်ျားမင်းသမီးနာမည်နဲ့ပဲအရှိအလုပ်လုပ်ပါမှာအဲ့နာမည်ကတော့အရှိလို့ခေါ်ပါတယ်ယောက်ျားမင်းသမီးပါခင်ဗျဟုတ်တားကတော့သူတပင်းစတားပြိုင်ပွဲမှာပေါ့နော် People Choice Award ရတဲ့ယောက်ျားမင်းသမီးပါ အဲပြိုင်ပွဲကိုဘယ်လိုစပြီးပြန်ပြစ်တာလဲဆိုတော့အာရှီရဲ့ဆရာကိုဇန်ဟင်းတို့ကလေပြီးတော့ပြိုင်ပွဲလေးရှိတယ်ဆိုပြီးတော့အတားရေးလာပြိုင်ရင်းဆိုတာနဲ့အဲ့ဒါအာရှီလိုင်းမမှာလည်းတွေ့တာပေါ့နော်ဒီမင်စတာပြိုင်ပွဲလုံးမယ်ဆိုတော့တွေ့တာနဲ့အဲ့ဒါအပြိုင်ပြစ်သွားတာပါခင်ဗျဟုတ်ပြိုင်ပွဲထဲမှာတော့စိတ်လှုပ်ရှားပါတယ်ခင်ဗျအစင်တိုင်းမှာကလေအာရှီဘယ်လိုပြောရမလဲမကြုံဘူးတဲ့အရာတွေနဲ့လည်းကြုံတွေ့ရတယ်ပြီးတော့အာရှီဘဝမှာအတွေ့အကြုံအသစ်ကလေးတွေနဲ့တွေ့ပြီးတော့ပြန်ရတဲ့အတွက်စိတ်လှုပ်ရှားစရာတွေကတော့အများကြီးပဲရှိပါတယ်ပြီးတော့ reset ထွက်တဲ့အချိန်လေးကြာရခြင်းလဲအမလီ တအားကိုရင်တုံပန်းတုံနဲ့အဲ့လိုမျိုးခံစားရပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပြိုင်ပွဲကာလတစ်ချက်ကတော့အချီဒီပြိုင်ပွဲကိုပထမဦးဆုံးစပြီးတော့ပြိုင်မယ်လို့ဆုံးဖြတ်လိုက်တော့အချီရဲ့ပထမဦးဆုံးအကပေါ့နော်ဟိုဟာဗီဒီယိုလေးကိုလိုင်းမွာလေးပို့ပေးလိုက်တဲ့ဗီဒီယိုလေးမှာကြာတော့အချီကိုပထမဦးဆုံးတင်ပေးတာကတော့ကိုကြီးဇန်ဟိမ်းပါဟိုလိုင်းမွာလေးပြီးတော့လေတင်ပေးတာပါကိုကြီးဇန်ဟိမ်းပါပြီးတော့ဒုတိယတဆင့်ကိုတင်ပေးတာကြာတော့ရန်ကုန်မှာသွားပြီးတော့အခုပြိုင်တော့အချီမိမ့်မမြက်ဆိုတဲ့တခြင်းလေးနဲ့ကပို့အတွက်တင်ပေးတာကြာတော့အချီဓနုဗျူကအချီရဲ့ဆရာကိုကြီးစန်းကိုပါ ပြီးတော့နောက်တဆင်ကကြတော့နီးပြရလဲကိုစံဟင်းပါပဲခမအခုတတရအဆင်ကြတော့နောက်ဆုံးကကြတော့ဆရာစိန်တူဝန်နဲ့ဆရာရဲ့ဇနီးဖြစ်တဲ့တီချဲတော့နင်းနင်းဝေတော်ကလည်းပြီးတော့တောက်တင်ပေးတာပါခမ ဟုတ်ဆရာကြီးရဲ့ရွေးချယ်မှုလည်းပါပါတယ်ခင်ဗျာပြီးတော့အာရှီရဲ့ကိုပိုင်ရွေးချယ်မှုလေးတွေပေါ့အခုဟိုဇက်တော်ကြီးပါမှာဆိုရင်အာရှီယာမောင်မြစ်ကကိုပဲပြိုင်ကျင်တာတို့အလိုလေးတွေလည်းရှိပါတယ်ခင်ဗျာပြီးတော့ဟိုဒီကြားထဲမှာကျတော့နှစ်ပါးသောကန်တာမှာဆိုရင်တော့တာရှီတို့ကမင်းသားကျတော့မင်းနဲ့ရွေးချယ်ရတာခင်ဗျာကိုနဲ့တွေ့တယ်ဘယ်လိုပြောမလဲမင်းနဲ့ပြီးတော့ကိုနဲ့ကြားတဲ့မင်းသားနဲ့တွေ့ရတာပါခင်ဗျာဟုတ်အာအာရှီတွေ့ခဲ့ရတော့ကိုကြီးရှိုင်းအောင်ခက်မန္တလေးရင်ချင်းမှုတက္ကသိုလ်ကလေးပြီးတော့ကိုကြီးရှိုင်းအောင်ခက်နဲ့တွေ့ခဲ့ရပါတယ်ခင်ဗျာဟုတ် ဟုတ်ပါတယ်ငကိုတော့ဆိုရင်တော့စက်တပင်ဆိုတာ ਨੇ မိုးလင်းပေါက်ကြီးကြတာပေါ့เนาะအကုန်လုံးပြည်သက်တွေအကုန်လုံးရောဖြာရင်းနဲ့နေရာယူပြီးတော့ကြီးကြရတယ်စက်တပင်ခုခင်မှာတော့အဲ့လိုမရှိတော့ပါဘူးဇက်ဆိုရင်ဟာဇက်ကြီးပြင်းစရာကြီးပါကွာဆိုပြီးတော့ဖြစ်လာကြပြီအခုတဖြည်းဖြည်းနဲ့ခက်ကပြောင်းလဲလာတော့ဘာတွေပြောင်းလဲလာလဲဆိုတော့ stage show တွေမြန်မာတန်းတွေအခုအာရှိက ARD တိုင်းမှာလှုပ်လှုပ်တာဖြစ်တဲ့အတွက် ARD တိုင်းမှာဆိုရင်ဘာတွေဖြစ်လဲဆိုတော့တစိမ့်ရှိအလူပွဲလေးလုပ်ပြီးဆိုတာ ਨੇ စိုင်းတုံတုံမထဲချင်ကြတော့အငိမ့်မင်းသမီးဆိုပူဆိုးတယ် မထည့်ကြညာတော့ဘာထည့်လဲစတိတ်ရှိုးဟာစတိတ်ရှိုးလေးပဲထည့်လိုက်မယ်ကွာလူတော်တော်များများကလည်းစတိတ်ရှိုးမှာအဲ့လိုအမျိုးသမီးလေးတွေမပေါ့တဘော်လေးတွေဝဲတွွတ်တွွတ်လှကတာလေးကိုပဲအကုန်လုံးကမျက်စိပရာလာဖြစ်ပြီးချီချင်ကြတာအာရှိအဲ့ဒီနေရာမှာကျတော့အာရှိတို့အလုပ်လုပ်တာပိုပြီးခက်ခဲတယ်အာရှိကယောက်ျားမင်းသမီးဆိုပြီးအလုပ်လုပ်တာလေအာရှိရဲ့ယောက်ျားမင်းသမီးဆိုပြီးအလုပ်လုပ်တာဖြစ်တဲ့အတွက်ယောက်ျားမင်းသမီးတို့ကျတော့တွွတ်တွွတ်လူတွွတ်တွွတ်ဇက်တွေကျတော့တိတ်ပြီးမတုံးရဲကြဘူးဘာလို့လဲဆိုတော့ဒီကောင်ကဘာလဲ ခြောက်ကလားအခြောက်ပဲလားဒီကောင်ကပါလေအခြောက်ပဲလားအဲ့လိုဆိုပြီးပြိုင်တာဘယ်လိုပြောရမလဲပြောကြတာတွေရှိတာပေါ့နော်အရှိကကျတော့တချိန်လုံးကရှိခဲ့ပါတယ်ယောက်ျားမင်းသမီးကြီးမဲအောင်ဗလားဆိုတာရှိခဲ့တယ်အဲ့ဒီယောက်ျားမင်းသမီးမဲအောင်ဗလားကိုအရင်အားကြတယ်အရှိယောက်ျားမင်းသမီးကြီးမဲအောင်ဗလားကိုအရှိအတုမယူချင်ပါဘူးအစ်စ်ယူချင်တာပါသူ့လိုမျိုးယောက်ျားမင်းသမီးတစ်ခက်ကိုပြန်ပြီးတော့စပေါ်ဆောင်ချင်ပါသေးတယ်ဒါပေမဲ့အရှိစူးစမ်းတဲ့နေရာမှာအရင်ခက်ခဲတယ် တယောက်တည်းအားနေဆိုတော့အရန်ခက်ခဲတယ်တော်ရုံတိတ်အဲ့ဒါတည်းပို့ပြီးခက်ခဲတာကအစီအလုတ်လောက်ကနေနေရအေယာဝတီတိုင်းဖြစ်တာဟုတ်အေယာဝတီတိုင်းကကြတော့စိုက်ဘောက်တွေပဲသူတို့ကအဲ့လောက်ထိဘောက်တို့စတိတ်ရှိုးတို့လောက်ပဲသူတို့ကစိတ်ကူးတဲ့ရှိကြတာစိုင်းတောင်မှစိတ်ကူးတဲ့တုံတို့မရှိကြတာဟုတ်စိုင်းနဲ့တွဲပြီးမှကန့်ရတယ်ယောက်ျားအရှိဘယ်လိုပြောမလဲအငိမ့်ကြတော့တော်ရုံတော်ရုံကြတော့တိတ်ပြီးတော့ဘယ်လိုပြောရမလဲမခေါ်ပြစ်ကြတော့ဘူးပေါ့အဲ့လိုပြတော့အရှိတော်တော်ခက်ခဲပါတယ်အလုတ်လောက်ကနေနေရာမှာကြတော့လीเนาะအရှိက သူများတွေထက်ဆိုသူများတွေတော့မပြောလို့ပါဘူးအာရှိကိုအာရှိပြောပြမယ်အာရှိကအနုပညာဆိုပြီးပါဇက်ကလေးနာမည်ထွက်ပြီးတော့ဖလန်းဖလန်းနဲ့အလုံးမလုံးတက်အလုံးလည်းမလုံးချင်းအဲ့ဒါအဲ့လိုမျိုးအလုံးမလုံးကအောင်လို့လေအာရှိရဲ့မိမိအမေကြားလေးစိန်ရဲ့ပညာအမွေခံတားဆိုတဲ့နာမည်ကိုယူပြီးအခုအမေရဲ့ပြည်နာမှာပညာအမွေကိုယူပြီးတော့ပွဲအားရင်အားသလိုအမေစီရဲ့ပညာအမွေတွေကိုယူနေတာပါခင်ဗျအဲ့ဒါမှအာရှိအငိတ်တွင်အငိတ်တွင်လဲရောက်သွားတဲ့အခါကျရင် တော့ရုပ်တရုံလူကမဝေဖန်ရင်းမှာဝေဖန်မှုအစင်တက်မဲ့လူတွေကယောက်ျားမင်းသမီးကပြီဆိုတာနဲ့မိန်းကလေးအစ်စ်ကပြီဆိုရင်စင်မော်တက်ပြီလှုပ်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 ကပြီဆိုတာနဲ့တော်တော်လူကဟာမိန်းကလေးအစ်စ်ဆိုတာကိုပဲသဘောကျကြတာအရှိတော်ကကြတော့မိန်းကလေးအစ်စ်တွေကပို့ပြီးစူးစမ်းပြရတယ်ဘလို့စူးစမ်းပြရလဲဆိုတော့အရှိတော်ကသူတို့လိုလှုပ်ပြရုံခါပြရုံနဲ့အရှိတော်ကအဆင်မပြေဘူးအမှုပညာဆိုတာကိုပြရတာအဲ့ဒါကြောင့်အဲ့ဒါကြောင့်မလို့အရှိကလည်းအမှုပညာစစ်စစ်ကိုပဲပြကြတယ်လို့ ဘသက်ကလည်းအမှုပညာအမှုပညာလို့ပြောပြီးဖလန်ဖလန်မလုံမလုံချင်လို့အခုအာရှီရဲ့မေမေမေချားလေးစိတ်စီမှာအာရှီပညာမွေကန်သားဖြစ်ခံယူနေတာပါအဲ့လိုတော့အာရှီစိတ်ကိုယ်တည်းမရှိပါဘူးအာရှီကငငယ်လေးတည်းကကခဲ့တာကအရင်ဆုံးကခဲ့တာပေါ့မင်းသားပေါ့နော်မင်းသားလေးပြီးတော့မှအာရှီ6တန်း9တန်းလောက်ကလေးစပြီးတော့မင်းသမီးဘက်ကိုအာရှီပြောင်းသွားတယ်ယောက်ျားမင်းသမီးဆိုတာကိုပဲတဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အခုချိန်ထိယောက်ျားမင်းသမီးဆိုတာကိုပဲဖြစ်အောင်လုပ်တာပါခင်ဗျအာရှီစောင့်ဖြတ်ထားတယ် တပင်နှစ်တနှစ်လုံးမှာပဲအငိတ်တပွဲပဲကာရကာရအချီတပွဲပဲကာမှာပါကျန်တဲ့ဘယ်ပွဲကိုမှမလိုက်ပါဘူးယောက်ျားမင်းသမီးဆိုတဲ့ဟာကိုပဲဖြစ်ရလို့မှာမှာအငိတ်တပွဲပဲကာရကာရဇက်တပွဲပဲကာရကာရယောက်ျားမင်းသမီးနာမည်နဲ့ပဲအချီလှုပ်လှုပ်မှာပါဟုတ်ကဲ့ယောက်ျားမင်းသမီးဆိုတာကတော့အခုခင်မှာရှားပါသွားပြီပေါ့နော်အခုတောင်တောင်လူတွေကလည်းဟာယောက်ျားမင်းသမီးလို့ပြောလိုက်တာနဲ့တိတ်မမြင်ဘူးမသိဘူးကြတော့ဒီကောင်ကဘာလဲကွာယောက်ျားမင်းသမီးဆိုပြီးအချောက်လို့ကမှာလားတေးသရုပ်ဖို့ကမှာလား မင်းကလေးလိုလေးဝစ်ပြီးတော့အနောက်က play back ဖွင့်ထားတဲ့သချင်းပေါ်မှာပဲခိုးလှုပ်လှုပ်ဒီလှုပ်လှုပ်ကပြမှာလားဟာတာတွေကပြမှာလားအရှိတို့ကအဲ့လိုမဟုတ်ပါဘူးယောက်ျားမင်းသမီးအရှိဆိုပြီးအရှိကနာမည်ယူထားကြတဲ့ကအရှိတို့ဒီစိုင်းရှင်မှာအငိမ့်ကွင်ကိုမင်းသမီးတွေကဲ့သို့ပဲကပြတာပါလျှက်ပေါ်လော်လီဆိုလဲမကပြပါဘူးမြန်မာမှုအမှုပညာစစ်စစ်ကိုပဲအရှိတို့ကပြတာပါအခုလာမဲ့မျိုးဆက်တလေးတွေကိုလဲယောက်ျားမင်းသမီးဖြစ်ချင်တယ်ဆိုရင်တော့ အတက်နိုင်ဆုံးဖျောက်ကြိုးကြကြပါအမှုပညာအမှုပညာဆိုပြီးတော့အမှုပညာကိုလည်းမဖြတ်ကြပါနဲ့ပေါ့ဒီအခုအတက်နိုင်ဆုံးယောက်ျားမင်းသမီးလေးတွေဆိုတော့လည်းရှိကြမှာပဲအခုယောက်ျားမင်းသမီးတွေဆိုရင်တော်တော်ဘလို့ရှိကြလဲဆိုတော့ဇက်တင်ညိတ်နေပေါ်မှာကတာလဲယောက်ျားမင်းသမီးပဲနှစ်ပွဲထဲမှာကတာလဲယောက်ျားမင်းသမီးပဲအဲ့ဒါပဲမဲ့မတူပါဘူးလို့အားလားလေးလည်းအရှိပြောချင်ပါတယ်ဇက်ထဲမှာကမယ်အညိတ်ထဲမှာကမယ်လို့ကိုကိုကိုစုံးဖြတ်ပြီးလို့ကိုကိုကိုအလုပ်လုပ်တော့မယ်ဆိုရင်တော့ အငိမ့်မင်းသမီးကြီးအငိမ့်မင်းသမီးကြီးတွေရှိမယ်တပင်းပညာရှင်ကြီးတွေရှိမယ်သူတို့စီမှာစီးစနစ်တကြနီးလန်းတကြနဲ့တင်ယူပြီးတော့မှအလုပ်လုပ်စီချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့လိုကာရာတွေကိုကျတော့အရှိရောကဟိုအခုအရှိရမေမေလည်းထိုက်တင်လျောက်တော့သူပြောခဲ့ပြီးပါပြီပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အရှိရထူး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 တော့မပြောလိုပါဘူးပေါ့အခုလည်းတပင်းအစည်းအဝေးလေးပြီးတော့ထိုက်တင်တဲ့စာလေးတွေလည်းထုတ်လာပြီဆိုတော့အခုအဲ့ဒီမမကလည်းတက်တော်မှာသူ့ရဲ့မေမေကိုလှုပ်ကျွေးနေတာပါတဲ့ ဆိုတော့ကိုချင်းစာပါတယ်အာရှိရဲ့အကလည်းအာရှိရဲ့အမေကိုလှုပ်ကျွေးနေတာပဲလေအာရှိကမဟုတ်ဆုံးမအမေကြီးနဲ့အကိုပဲအာရှိအခုချိန်ဒီအနုပညာလှုပ်ပြီးတော့ကျွေးတာဆိုတော့အဲကိုချင်းတော့စာပါတယ်ဒါပေမဲ့ဒါလည်းအဲ့ဒီမမပြောခဲ့ပါတယ်သူအနုပညာလှုပ်တာနှစ်နှစ်ပဲရှိသေးတယ်တဲ့ဒီမင်းသမီးဝစ်စုံဝစ်ပြီးတော့ဒီလိုမျိုးတချင်းနဲ့မကရရဘူးဆိုတာ तू မသိလို့ပါလို့ပြောတဲ့အတွက် तू အခုသိသွားပြီ အဲ့ဒီအတွက်သူလည်းနောက်လုံးမှာမဟုတ်တော့ပါဘူးဒါပေမဲ့ဒါကိုတိသွားပြီးဖြစ်တဲ့အတွက်နောက်လာမယ့်မျိုးဆက်တစ်ကလေးတွေအာရှယန်ကြီးတွေညီမတွေလည်းဒီလိုမျိုးတွေမလုပ်ဖို့အာရှယာတော့အကြံပြုလိုပါတယ်ဒါလေးကတော့ဘယ်လိုဖြစ်မလဲဆိုတော့ကိုယ့်ရဲ့မြန်မာမှုအမှုပညာကိုထိန်းသိမ်းကြပါလို့အခြားနိုင်ငံတွေမှာဆိုရင်ရှိတယ်ကိုယ့်အမှုပညာကိုကိုယ်ထိန်းသိမ်းကြတာလေအာရှတို့ကအာရှတို့အမှုပညာအာရှတို့ရဲ့ဇက်တပင်ပညာအညိပညာကိုထိန်းသိမ်းမှာကိုယ်ကိုယ်တိုင်ထိန်းသိမ်းမှာဖြစ်မှာပါဟုတ်ကဲ့ ဟုတ်ကဲ့အခုအာရှီအမှုပညာရှေ့ဆက်ပြီးတော့အမှုပညာဗာလိတွေလုပ်လဲဆိုတော့အာရှီလောလောဆယ်တော့အခုဒီဒီနေ့ကပြန်မော်တော့တကူလာဆန်၈၉မှာတော့အာရှီရဲ့ဆရာတော်ဖြစ်တဲ့ငကားကိုတော်ဆရာတော်ဖရာကြီးရဲ့ဖရာတိတိမွဲမှာအာရှီအငိမ့်ပွဲလေးတွေကောက်ရှိပါတယ် အဲလောလောဆယ်တကြံမတိုင်ခင်ထိရတော့မဆက်တမ်းပြရမယ်ဆိုအဲ့တော့ဘွေးပါပဲခင်ဗျ။အားလုံးလဲဆိုတော့အငိမ့်ဆိုတာမျိုးတော့တုံတုံရှားသွားလို့အဲအဲ့လိုမျိုးဖြစ်သွားပါပြီခင်ဗျ။ဒါပေမဲ့ကိုအညာတို့ကြောက်ပထောင်းတို့ဘက်မှာကြတော့ကရရတာပေါ့နော်။အတားကရရတာပါ။ဒါပေမဲ့အရာဝတီတိုင်းတို့အာရှီတို့ဒီအောက်ပြည်အောက်ရမှာကြတော့အဲ့လိုတွေမရှိတော့တဲ့အတွက်အာရှီစုပ်ဖြတ်ထားပါတယ်။တစ်နှလုံးတစ်ပွဲပဲကရကရအာရှီအဲ့တစ်ပွဲကိုပဲတိတ်ခါရှိရှိနဲ့ကပါမယ်လို့ဟုတ်။ဟုတ်ကဲ့။ကျေးဇူးများတင်ပါတယ်ခင်ဗျာ။